ဇုံမီ political coordination committee မှ ထုတ်ပြန်ကြေညာချက်ရက်စွဲ2025ခုနှစ်ဧပြီလ5ရက်မြန်မာနိုင်ငံအပါအဝင်အင်းကြီးချင်းနိုင်ငံအချို့တီငလျင်ဘေးကြောင့် ကေဆယ်ရင်းနှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေချိန်တွင် Chin National Front CNF ခေါ်ဟာခါမျိုးနယ်စု ပိုင်ဆိုင်ဦးဆောင်သည့်ချင်းလန်းကောင်စီတပ်သားများသည့်အခွင့်ကောင်းယူကာ၎င်းတို့၏စစ်ရေးလှုပ်ရှားနေမည်ဖြစ်သည့်ဟာခါခရိုင်ဟာခါ District ချင်းပြည်ချင်းလန်းမှစစ်ရေးနှင့်နိုင်ငံရေးအရာရှုံးနိမ့်ကြသည့်ဖြင့်ဟာခါမျိုးနှင့်ထန်တလန်မျိုးတို့ကိုလက်လွတ်စွန့်ခွာကာဇုံမီပြည်ဇုံမီလက်တီးတင်ခရိုင်တီးတင် District အတွင်းတို့အတိပေးအကြောင်းကြားခြင်းမရှိ ိပဲလက်နက်ကင်ဆောင်ထားတော့အုပ်စုလိုက်အလုံးအရင်တင်ဆောင်လာခဲ့ကြသည်အချို့ဒီအိန္ဒိယနိုင်ငံတို့ရောက်ရှိခဲ့ကြပြီးအိန္ဒိယနှင့်ထန်တလန်မြို့နယ်စပ်နေရာတွင် CNF အဖွဲ့ကတိစောက်ထားသည့် Victoria စခန်း Victoria Camp ဘတ်တို့ထွက်ပြီးတင်ဆောင်သူများလည်းရှိခဲ့ကြောင်းကြားသိရပါသည်ဟာခါနှင့်ထန်တလန်မှထွက်ပြေးလာကြသည့်ချင်းလန်းကောင်ဆယ်စစ်စီတပ်သားများသည့်တွန်းဆောင်မြို့ရှိဘင်းပြင်းအုပ်ဦးဇုံမှန် ပူဇုံမှုမှန်ခဥထံဆွမှုနှင့်ချိတ်ဆက်ကမိမိတို့ဇာအီအရှိပိုင်းတိုင်းအားနီလန်မျိုးစုံဖြင့် တိုက်ခိုက်နေကြသည်2025ခုနှစ်ဧပြီလ3ရက်နေ့တွင်မိမိတို့ဘက်မှပြန်လည်ခုခံခဲ့ရာနေရက်အကြာထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသည် ထိုတိုက်ပွဲတွင် CC တပ်ဖွဲ့ဝင်များ၏စခန်း6ခုမွေကွီးရွာကင်းစခန်းနန်းဆန်ရွာကင်းစခန်းတွီတွင်းရွာကင်းစခန်းတွန်းဆောင်မြို့ရဲ ခန်းကုံတွန်းဆောင်မျိုးတက်ကုံနဲ့တွန်းဆောင်မျိုးမီတက်ကုံစခန်းကိုတင်စီနိုင်ခဲ့သည်ရန်တူအသုံးပြုသည့် drone စီအားပစ်ချနိုင်ခဲ့သည်အော်တိုတနက်ကိုလည်းစင်ကေပါရဲအမြောက်အများကြီးစံများစွာနဲ့စစ်အတောင်းဆောင် ပစ္စည်းများစွာကိုလည်းတင်စီရရှိခဲ့ပါသည်တိုက်ပွဲအတွင်း CC တက်တာ၄ဦးလက်နက်နဲ့အတူမိမိတို့ထံအညံ့ခံအလင်းဝင်လာပြီးနှစ်ဦးအရှင်ဖန်စီရကစုစုပေါင်း6ဦးအရှင် ထိန်းသိမ်းထားရပါသည်ရန်တူဘက်က ချီတည်ဆုံးခဲ့မိဟုခန့်မှန်းရပြီး38ဦးရေတွက်လိုက်ရသည်ဟုဒေတာခန်များကပြောခဲ့ပါသည်မိမိတို့ဘက်မှ2ဦးကြဆုံခဲ့ရပြီး2ဦးဒဏ်ရာအခြေအနေမစိုးရိမ်ရရရှိခဲ့ပါသည်တိုက်ပွဲဤဒုတိယနေ့ဧပြီလ4ရက်နေ့တွင်တွင်းဆောင်မြို့ကိုဗစ်စင်တာစခန်းကိုဆက်လက်တင်ပိုင်ရန်ပြင်ဆင်ခဲ့ရာရန်သူဘက်ကအထိနာနေလွန်းတဲ့ဖြင့်အပြစ်မဲ့ပြည်သူများကိုလူတာတိုင်းကအဖြစ်အုံပြုလာခြင်းကြောင့် ပြစ်ခတ်တိုက်ခိုက်မှုရပ်နားခဲ့ရသည့်မိမိတို့တပ်သားများသည့်လည်းစခန်းနေရာသို့ကောင်းမွန်စွာပြန်လည်ရောက်ရှိခဲ့ကြပြီဖြစ်သည့်ထိုကဲ့သို့ဟာခါ CNF ပိုင်ချင်းလန်းကောင်စယ်တပ်သားများဇုံမီပြည်ဇုံမီလန်းတို့ကျူးကျော်ဝင်ရောက်ကြသည့်အပြင်မိမိတို့ဇုံမီတိုင်းဒါများပြည်သူအားအတင်းအဓမ္မခိုင်းစေခြင်းချင်းချောက်ခြင်းဖမ်းဆီးနှိပ်စက်ခြင်းမဒိမ့်မှုပြုခြင်းတဘာဝယဉ်ကျေးမှု အလတ်နေရာလက်နုပံတွင်ဝင်ကျင်းငွေကောက်ခံခြင်းကင်းစခန်းများတိစောက်ကာ ကြေကောက်ခံခြင်းနနောက်ကအစအိမ်မွေးတိရစ္ဆာန်များကိုခွန်ပြုချက်မဲ့စွာမိုင်းခွဲဖန်စီတဆာခြင်း ဘင်းခင်များစိုက်ပျိုခြင်းလမ်းအုံပြုခကောက်ခံခြင်းတွန်းဆောင်ကြီးရွာကိုမိရှုရန်ကြိုးပမ်းခြင်းနန်းစံကြီးရွာနေအိမ်80ဝန်းကျင်ကိုရွာလုံးကျင့်မိရှုဖျက်ဆီးခြင်းစသည်ဖြင့်ဇုံမီပြည်အတွင်း၌အကြမ်းဖက်မှုများစွာကိုကျူးလွန်နေကြသည့်ထို့သို့အကြမ်းဖက်မှုပြုလုပ်ရန်နှင့်ဇုံမီမျိုးနွယ်စုများကိုတွေးခွဲအုပ်ချုပ်နိုင်ရန်အတွက်ရည်ရွယ်၍ပြည်ပရောက်ဟာခါဘာရာရဲ့ဖွဲ့မှအထူးတဖြင့် Chin Baptist Church of USA CBC USA မှထောက်ပံ့ငွေအမေရိကန် 都拉。 တန်းနဲ့ချီလွဲပြောင်းပေးမှုအပေါ်ပြင်းထန်စွာရှုံချပါသည်၎င်းအစားဟာခါနှင့်ထန်တလန်ဒေတာများဖွံ့ဖြိုးရေးအတွက်တုံးဆွဲကြရန်တိုက်တွန်းပါသည်ဇုံမီပြည်ဇုံမီဒေတာနှင့်ဇုံမီလူမျိုးများသည်နိုင်ငံရေးလမ်းပြအဖြစ်စုကံပဒိညာစုကံချက်တာပါပြဋ္ဌာန်းချက်များအတိုင်းအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိကြောင်းနှင့်ဟာခါမျိုးနွယ်စုဤအလို့ကြောင့်ရေးဆွဲချက်မတည်ချင်းလန်းကွန်စတီကျူရှင်းဒီမိမိတို့ဇုံမီပြည်ဇုံမီဒေတာနှင့်ဇုံမီလူမျိုးများနှင့်လုံးဝလ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းဖော်ပြအပ်ပါသည်ဇုံမီလူမျိုးများ၏တခုတည်းသောအမျိုးသားတက်မတော်ဇက်အား၏အရှိပိုင်တိုင်းအားမြန်မာပြည်သူလူထုမှအမြင်ဆောင်စေရန်ရည်ရွယ်၍မြန်မာတည်င်းမီဒီယာများထံသို့မဟုတ်မမှန်ဆွဆွဲတည်င်းများပြပုနေခြင်းဇုံမီအမျိုးသားများ၏နိုင်ငံရေးတိုက်ခအမဲဆက်ချရန်ရည်ရွယ်၍မဟုတ်မမှန်တည်င်းများဖန်တီးထုတ်လွှင့်နေခြင်းကိုရက်တက်ကရက်ရန်တိုက်တွန်း သည်အကြံဖတ်မှုမျိုးစုံကျူးလွန်သည့်ဟာခါသက် CNF အဖွဲ့နှင့်အစီခံလက်ပါစီခံရ၎င်းတို့ရည်ရွယ်မွေးထုတ်ထားသည့်လက်နက်ကန်အဖွဲ့များအားလုံးကိုလည်းဇုံမီပြည်ဇုံမီလူမျိုးများဒေသမှအမြန်ဆုံးထွက်ခွာတွားကြရန်တတိပေးသည်မထွက်ခွာပါကလက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်းနှင့်တရားမျှတမှုရှိစေရန်အတွက်လိုအပ်သလိုဆက်လက်အရေးယူတုံ့ပြန်သွားမည်ဖြစ်ကြောင်းနှင့် Border and Federalism စနစ်ကို အပြက်အလန်လိုက်နာကျင့်တုံနိုင်မှတလင်းချင်းပြီချင်းလန်ဇုံမီပြီဇုံမီလန်လိုက်ဇောပြီလိုက်ဇိုလန်ဖလန်လန်နဲ့မရာပြီမရာလန်အပါအဝင်မြမနိုင်ငံတဝင်း၌နေမည်ငင်းချမှုရရှိနိုင်မည်ဖြစ်ကြောင်းထုတ်ပြန်အပ်ပါသည်တည်င်းနှင့်ပြန်ကြားရေးဌာနဇပီစီစီဇာအေးအရှိပိုင်းတိုင်းတီးတင် district ဇုံမီပြီဇုံမီလန်ဇုတ်ကံသူပဲကျေးဇူးတင်ရှိပါသည်